မင်္ဂလာပါရှင်။ဘာမကိတဲ့တဲ့ရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ10ရက်နေ့ညနေခင်းတဲ့ရင်များကိုအစီအစဉ်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတဲ့ရင်အနေနဲ့ချင်းပြည်ဒုတိယအကြီးဆုံးဖလန်မျိုးကိုတရက်ကြာတိုက်ခိုက်ပြီးအလုံးစုံသိမ်းပိုင်ဆေအိုစုအလောင်းလက်နက်အများအပြားနဲ့စစ်တုံးမှန်တို့သိမ်းစီရရှိတော်လန်ရဲဘော်နှုတ်ကြဆုံးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ချင်းပြည်ရဲ့ဒုတိယကြီးဆုံးမြို့ဖလန်းမြို့မှာကြန့်ရှိနေတဲ့ဆဲအုပ်စုနောက်ဆုံးလက်ကျန်စကန်ကိုချင်းညီနောင်တပ်ဖွဲ့ဝင်တွေကတရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာအလုံးစုံသိမ်းပိုင်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်။ ဖလန်းမျိုးပေါ်စစ်အုပ်စုနောက်ဆုံးကြံစကန်ဖြစ်တဲ့ခြေလင်းတရင်ခေါလာရ268လောက်ခန့်အင်အားတရာကျော်တက်ဆွဲထားတဲ့တက်ကုံစကန်ကိုချင်းညီနောင်တက်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တက်ဖွဲ့ဝင်တွေကဧရလ6ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်တည့်ရက်အကြာဧရလ9ရက်မှာအလုံးစုံသိမ်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါရယ်တိုက်ပွဲတွင်စစ်အုပ်စုအလောင်းနဲ့လက်နက်အများပြားသိမ်းဆည်းရရှိထားပြီးစစ်သုံးမန်းတို့လည်းဖမ်းဆီးရရှိထားတယ်လို့ဆိုပါရယ်လက်ရှိမှာတော့နယ်မြေရှင်းလင်းလှုပ်ဆောင်နေတယ်လို့စစ်ရေးသတင်းရင့်မြစ်တို့ကပြောပါရယ် စစ်တပ်ကအလောင်းတွေရထားပါတယ်စစ်တုံးမန်းတွေလည်းဖမ်းမိထားတယ်နေမြေရှင်းလင်းရင် လုံနေတာပါအခုက စစ်တုံမန်းတွေလည်းဖမ်းမိထားပါတယ်။အဲ့ဒီတဲကထူးထူးခြားခြားတကူကသုံးမင်းဘူတူကတော့ပြည်သူကဖမ်းပေးထားတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။တရက်ကြာဖလန်းမျိုးသိန်းတိုက်ပွဲတွင်သိန်းစီရရှိထားတဲ့အဆိုအဆိုအလောင်းနဲ့လက်နက်တွေနဲ့ဖမ်းဆီးရမိထားတဲ့စစ်တုံမန်းအရေးအတွက်အသေးစိတ်ကိုတော့မကြခင်ထုတ်ပြန်ပေးသွားမယ်လို့ချင်းညီနောင်စီရီသတင်းရင်းမြစ်တွေကပြောပါတယ်။လက်ရှိမှာတော်လိုင်းအင်အားစုတွေကဖလန်းမျိုးကိုနေမရှင်းလင်းလှုံ့ဆော်နေတယ်လို့တိုက်ပွဲအတွင်းစက္ကန်းဆောင်ကွာထွက်ပြေးသွားတဲ့ဆဲအဆိုတွေကိုလိုက်လံချိန်မုံ ေတယ်လို့စည်ရေးသတင်းရင်းမြစ်တို့ကပြောပါရယ်တချို့ကဟာခါဘက်ပြေးတယ်တချို့ကမကွေးဘက်ကကမ္မနီဘက်ပြေးတယ်အဲ့ဒါလိုက်တိုက်နေတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆိုပါရယ် အဆိုပါဖလန်းမြို့သိမ်းတရက်ကြားတိုက်ပွဲတွင်ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တော်လိုင်းရဲဘော်နှစ်ဦးကြဆုံးခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရရှင်။ချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကဖလန်းမြို့ကိုသိမ်းယူနိုင်ဖို့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစပြီးချင်းညီနောင်စစ်စင် Operation CB အဖြစ်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲတွင်ဆဲအုပ်စုအထွေထွေအုပ်ချုပ်ရေးမှုရုံ၊နေမြေရေးစကန်၊ခရိုင်ရေးစကန်၊စောက်လုပ်ရေးရုံဆဲအုပ်စုစကန်တွေကိုသိမ်းပိုက်ရရှိထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဖလန်းမြို့သိမ်း င်ချင်းညီနောင်စစ်စင်ရဲ့တွင်ဖာလန်ခရရဲ့မူကြီး မြို့နယ်ရဲမှုနဲ့စခန်းမှုတွေပါဝင်ဆောက်စုလက်နက်ကိုင်45ကိုအရှင်လက်ရဖမ်းဆီးရရှိကလက်နက်ခရင်အများပြသိမ်းဆီးရရှိထားတာဖြစ်ပါတယ်။ချင်းပြည်နယ်အတွင်းမှာတော်လန်ရေးတပ်တွေကမင်းတက်၊ကံပလက်၊မတူဘီ၊တွန်ဆန်ကြီးခါ၊ရီခေါ်တာ၊လိုင်လင်းဘီ၊ကျင်းတွေ၊မကွီအိန်နု၊နာရင်၊ရေစာ၊ဝေဘူလ၊စုခွာစတဲ့မြို့တွေကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးပလောဝမြို့နဲ့စမီမြို့တွေကိုတော့အရခတမရအေးကတိမ့်ပိုက်ထိန်းချုပ်နိုင်ရဖြစ်ပါတယ်။ ဟာခါတန်တလန်ခိုင်ခံတည်ထိန်စားတဲ့မြို့နယ်တွေမှာတော့ဆဲအုစုစကန်တွေကြန့်ရှိနေစေဖြစ်ပြီးချင်းပြည်တဝန်ဆဲအုစုကင်းစီရဲ့အမြင့်ဆုံးလှုပ်ဆောင်သွားမယ်လို့ချင်းပြည်တွန်လိုင်တပ်ဖွဲ့တွေကထုတ်ပေါ်ပြောဆိုထားပါတယ်။ဖလန်မျိုးအောင်ဆဲအုစုရိတ်ခါတဲ့ရွေအုံပြူတဲ့ကလေးဖလန်ဟာခါကာလမကြီးဘေးမှာတည်ရှိပြီးတော့စီရေးရအေးပါတဲ့ခရိုင်မျိုးကြီးတစ်မျိုးလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်တကောင်စီအရဖလန်မျိုးမှာလူရေ3,900နေပါရှိနေကြတာဖြစ်ပြီးတော့မျိုးသိန်းတိုက်ပွဲစတင်ခဲ့တဲ့နိုဝင်ဘာလကစပြီးမျို ို့ပေါ်ရက်ကွက်မှာနေထိုင်သူတွေအလုံးထွက်ပြေးတိမ်းရှောင်နေရပြီးဒီနေ့ထိနေရမပြတ်နိုင်သေးဘူးလို့အကူအညီပေးသူတွေကပြောပါရယ်ဆလဘီလာမဲ24နှစ်အတွင်းလေဖီယာနယ်ရေဝံအရှိန်ကြောင့်ငလင်ဘေးတင့်ဒေသရဲ့အပအဝင်ပြည်နယ်နဲ့တိုင်း73ခုမှာမိုးရွာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ လာမယ့်24နှစ်အတွင်းလေဗီယာနယ်ရေဝန်အရှိန်ကြောင့်ငလင်ဘေးတဲ့ဒေသတွေအပေါ်ဝင်ပြည်နယ်နယ်တိုင်း73ခုမှာမိုးရွာမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ အိန္ဒိယမိုးလေဝသဌာနရဲ့မတ်လ၈ရက်နေ့ခန့်မှန်းချက်တွေအရဘင်္ဂလားပင်လယ်အော် တောင်ဘက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့လေပြင်းရနဲ့ရေဝန်ကအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွေမှာပုံမောအာကောင်းတဲ့လေပြင်းရနဲ့ရေဝန်အဖြစ်ဆက်လက်တည်ရှိနေတယ်လို့ဆိုပါရယ်ပုံမောအာကောင်းလာတဲ့လေပြင်းရနဲ့ရေဝန်ကလာမယ့်24နှစ်အတွင်းဧပြီလ၈ရက်မှ9ရက်နေ့အတွင်းမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပါတယ်အဲဒီနောက်လာမယ့်48နှစ်အတွင်းဧပြီလ 10ရက်မှ17ရက်နေ့အတွင်းမြောင်းအရှိမြောင်းဘက်သို့လမ်းကြောင်းပြောင်းလဲသွားပြီးဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတဖြည်းဖြည်းအင်အားလျော့နေသွားမယ်လို့ခန့်မှန်းထားပါတယ်။ ပုံမအားကောင်းတဲ့လေဖီးယားနဲ့ရေဝံအရှင်းကြောင့်လာမယ့်24နှစ်အတွင်းစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းနေပြည်တော်ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်လို့တနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ငလျင်ဘေးတဲ့ပြည်သူတွေမိုးရွာသွန်းတာစိုက်စင်းလေပြင်းတိုက်တာမိုးထိန်တောင်တွေဖြစ်ပေါ်တာနဲ့အတူနောက်ဆက်တွဲကျန်းမာရေးဆိုင် ုင်ရာအန်ရီတွေကိုအထူးသတိပြုနိုင်ကြဖို့အမိုးအကာတွေကြိုတင်ပြင်ဆင်နိုင်ကြဖို့အသိပေးနှိုးဆော်တာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့မိုးလေဝသအခြေအနေတွေဟာအချိန်နဲ့မျှပြောင်းလဲဖြစ်ပေါ်နေတဲ့အတွက်ထုတ်ပြန်ကြေညာချက်တွေကိုသတိပြုဆောင်ကြဖို့တိုက်တွန်းအကြံပြုထားပါတယ်။ ရှကုဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့လှိုင်းပွဲမြို့နယ်တွေကရှမ်းရွာတဲမြို့ကိုဌာနဆိုင်ရာဝန်ထမ်းတွေစွန့်ခွာဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ကရင်ပြည်နယ်ဗန်ခိုင်နယ်ကကလော့ကထိုက်ရှမ်းရွာတဲမြို့ရှိစစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတွေပြီးခဲ့တဲ့မတ်လကုန်ပိုင်းကစတင်ပြီးမြို့ကနေထွက်ခွာသွားကြတယ်လို့ကရင်စင်ရေးတဲ့ရင်ရင်မြန်ထံကသိရပါရယ်။ဗန်ခိုင်လှိုင်းပွဲမြို့နယ်ရှမ်းရွာတဲမြို့မှာတာဝန်ကျနေတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေထွက်ခွာကြဖို့ကရင်မြို့သားအစည်းအရုံး KNU ရဲ့ ဲ့တမဟာခွနဲ့တရေပေးလိုက်ပြီးနောက်အခုလိုမျိုးကနေထွက်ခွာသွားကြတာလို့တရေရင်မြစ်ကပြောပါရယ်ရဲတပ်ဖွဲ့ထွေအုပ်လာဝကပြန်ဆက်စီပင်စိုက်ပျိုးရေးလဲဆဲစတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေမျိုးကနေထွက်ခွာသွားကြပြီလို့သိရပါရယ်ကျောင်းတွေလည်းပိတ်ထားတဲ့အတွက်ပညာရေးဝန်ထမ်းတွေလည်းထွက်ခွာသွားကြတဲ့အထက်ပါဝင်ပါတယ်လို့တရင်ရင်မြစ်ရဲ့ပြောပြချက်အရသိရပါရယ်လက်ရှိမှာတော့ရှမ်းရသည့်မြို့ပေါ်မှာစစ်ကောင်စီတပ်ရဲ့ဖြူဟာကုန်းစကန်တစ်ခုသာကြန့်ရှိပါတော့တယ်အဲ့ဒီဖြူဟာကုန်းကိုတော့မက်ရှနာလေပိုင်းက လေးချောင်းကနေစစ်ကောင်စီကရိတ်ခါဖြည့်တင်ထားတယ်လို့သိရပါဗျ။ KNU တပ်မခွင်းကတိုင်းမြန်မာနယ်စပ်တခြားရှိစစ်ကောင်စီတပ်စခန်းတွေနဲ့ KNU ဌာနချုပ်အနီးခြေကုပ်ယူထားတဲ့စခန်းတွေကိုတိုက်ယူနေတာဖြစ်ပြီးပြီးခဲ့တဲ့မတ်လအတွင်းရှမ်းရသက်မြို့ကကလေးဒီစခန်းကိုသိမ်းယူထားပါဗျ။ KNU တပ်မခွင်းနယ်မြေထဲမှာ KNU ဘုတ်ဌာနချုပ်ရှိတာပါ။ရှမ်းရသက်ပြူဟာကုန်းကတော့မက်ဒလီရှမ်းရသက်လိုင်းဘွဲကားလမ်းပေါ်မှာတည်ရှိပြီးတိုင်းနယ်စပ်အနီးရှိ KNU ဘုတ်ဌာနချုပ်နဲ့အနီးဆုံးရှိနေတဲ့ပြူဟာ ဆင့်စကန်ကြီးတစ်ခုဖြစ်ပါတယ်။ KNU ဌာနချုပ်ကိုစစ်ရေးအရအနောက်ဆက်တိုက်ခိုက်မှုတွေပြုလုပ်နိုင်တဲ့နေရာမှာရှိနေတယ်လို့ကရင်စစ်ရေးတရင်ရင်မြန်ကဆိုပါတယ်။အဲဒီပြည်ဝကောကနေ KNU ဘူဌာနချုပ်စီဒရုန်းနဲ့ကင်းထောက်တာအသေးကန်ဒရုန်း၃မီတိုက်ခိုက်တာတွေလုံဆောင်ခဲ့လို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးမြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်တည်မြဲရေးမှာဂျောင်းဝင်ဖြန့်ပြေးသူအဖြစ်ဆောင်ရွက်ပေးဖို့အစဉ်အသင့်ရှိ VNN ပြောဆိုရတဲ့ငွေကိုတင်ဆက်ပေးပါမယ်ရှင်။ VNN ဝန်ကြီးချုပ်ဖမင်ချင်းဟာမလေးရှားဝန်ကြီးချုပ် NY Ibrahim နဲ့နှစ်နိုင်ငံဆက်ဆံရေးမြန်မာအရေးနဲ့ဒေသတွင်းနဲ့နိုင်ငံတကာကိစ္စရပ်တွေကိုဖုန်းနဲ့ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟက်ဆန်ရဲ့မြန်မာခေစံပါဝင်မြန်မာအရေးဖြည့်ရှင်မှုအာဆီယံဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံရဲ့ဂျိုးပန်းမှုတွေကို NY ကဖမ်မင်ချင်းကိုရှင်းပြခဲ့ပါတယ်။မလေးရှားနိုင်ငံကတွေ့ဆုံဆွေးနွေးမှုတိုးမြင့်မှုနဲ့မြမအရေးဖြေရှင်းရမှာစီးလုံးညီညွတ်မှုရရှိရေးကတိကဝတ်ကို၎င်းကထပ်လောင်းအတည်ပြုခဲ့ပါတယ်။မြမပဏိပခဖြေရှင်းရမှာထိရောက်သောပံ့ပိုးကူညီမှုနဲ့တာဝန်ယူမှုအပါဝင်မလေးရှားနိုင်ငံရဲ့ကြိုးပမ်းမှုတွေဖမ်မင်ချင်းကချီးကျူးခဲ့ပါတယ်။ကယ်ဆယ်ရေးဖွဲ့ဝင်တရားကျော်စေလမှုစေဘက်ကရိယာတွေနဲ့ပစ္စည်းတွေပေးပို့မှုအကူအညီဖြင့်ဒေါ်လာ3သိန်းထောက်ပံ့မှုအပါဝင်မြင်းကလေးလှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ VNN နိုင်ငံရဲ့မြန်ဆန်စွာအကူအညီပေးမှုကြောင့်လေ၎င်းကရှင်းပြခဲ့ပါတယ် VNN နိုင်ငံကမလေးရှားနဲ့အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုတက်ချော့စွာဆက်လက်ထောက်ခံမယ်လို့ဖန်မင်ချင်းကဆိုပြီးမြန်မာနိုင်ငံမှာတွဲဆုံဆွေးနွေးမှုနဲ့အမျိုးသားပြည်လဲရင်ကြားစေရေးမြင့်တင်မှုကြိုးပမ်းမှုတွေမှာဂျာဝင်ဖြန့်ပြေသူအဖြစ်ဆောင်ရွက်ဖို့အစဉ်အသင့်ရှိတယ်လို့ပြောပါတယ် ဆက်လက်တင်ဆက်ပေးမယ့်တဲ့ကတော့ဥရောပကော်မရှင်ကငလျင်တန်းနဲ့မြန်မာတို့ယူရိုဆယ်တန်းထပ်တိုးကူညီဆွေးနွေးတဲ့မယ့်ဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံရှိမြင်းငလျင်ဘေးတင်ပြည်သူတွေအတွက်ထပ်တိုးလူသားချင်းစာနာမှုအကူအညီယူရိုဆယ်တန်းထောက်ပံ့မယ်လို့ဥရောပကော်မရှင်ကကြေညာလိုက်ပါတယ်အဆိုပါထောက်ပံ့ငွေကိုမြမမြင်းငလင်ဘေးတင်ပြည်သူတွေအတွက်အရေးပေါ်နေစရာဈေးဝါနဲ့တောက်သုံးရအတွက်သုံးဆဲမယ်လို့ဥရောပကော်မရှင်ကပြောပါရယ် ဥရောပကော်မရှင်ရဲ့ဦးစားပေးမှုကမြန်နိုင်သမျှစော်ပြီးလူအပ်သူတွေတန်လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိဖို့ဖြစ်ပါတယ်လို့ဥရောပကော်မရှင်အချက်တဲစီမံခန့်ခွဲရေးကော်မရှင်နာမင်းကြီးဟယ်ဂျာလာဘေကသတင်းထုတ်ပြန်ချက်တစ်ခုမှပြောပါရယ် ကယ်ဆယ်ရေးလုပ်သားတွေဘေးကင်းစွာလုံခြုံရေးအသက်ခယ်အကူအညီတွေထောက်ပံ့နိုင်ရင်လူသားချင်းစာနာမှုအဖွဲ့အစည်းတွေကိုအဟန့်တားမရှိအကူအညီပေးအပ်ခွင့်ပြုဖို့အဖွဲ့အစည်းအားလုံးကိုထပ်မံတောင်းဆိုပါတယ်လို့သူကဆိုပါတယ်။မြန်မာမြေငလျင်ဘေးအတွက်အရောပါကော်မရှင်ရဲ့အကူအညီထည့်ဝင်မှုဟာယူရို73တန်းအထိရှိလာခဲ့ပြီးယခုထောက်ပံ့မှုဟာ2025ခုနှစ်အတွက်ယူရို46တန်းထောက်ပံ့မယ်လူသားချင်းစာနာမှုအစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။အရောပါတိုင်းမှာကျွမ်းကျင်သူ12ဦးနဲ့ဆက်စပ်ရေးအရာရှိ2ဦးဟာလူသားချင်းစာ ာနာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းဆောင်ရွက်ဖို့မြင်းကလင်းဘေးတဲ့ဒေတာတွေမှာရောက်ရှိနေပါတယ်။ကယ်ဆယ်ရေးပစ္စည်းတန်ရင်80တင်ဆောင်လာတဲ့လေရင်တစ်စင်းဟာဒိမန်နိုင်ငံကိုဘင်ဟေဂင်မြို့တော်မှာရှန်ကုန်မြို့တော်သို့ထွက်ခွာသွားပြီလို့သိရှိရပါတယ်ရှင်။